ထမမိခွန်းမှာဆရာကြီးရှင်နေစင်မှာတတိယတိုင်းရုပ်တွေရဲ့သဘောကိုလိုက်လိုက်ကောက်နေပါတယ်ဆရာရှင်ဒါပေမဲ့တီလာသမารီပညာကိုတော့နှလုံးမသွင်းနိုင်ပဲဖြစ်နေပါတယ်ထမှန်ရှင်းပြပေးပါဆရာကြီးရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီဟာလေးတစ်ခုပေါ့နော်ဆရာဗာလေးပြောချင်တယ်လေဆိုတော့ပထမဆုံးက ရုပ်ဆိုတာတော်တော်အဆင်မြင်တယ်မကဒီသတိပဋ္ဌာန်အဆင့်နော်တရားပွဲမှာသိရလားဗျကျွန်တော်ဘယ်ခံလီကြတော့လဲကျွန်တော်ဟိုဟိုအလုပ်တွေလောကမှာလည်းတူပါပဲအလုပ်တွေလုပ်ရတယ်အောင်မြင်မှုဆိုတာလုပ်တိုင်းဖြစ်တာတော့မဟုတ်ဘူးအချိန်နေအချိန်ကပေးတဲ့အခါကျမှအောင်မြင်မှုတွေရကြတာပေါ့နော်အဲ့တိုင်းမှာကျွန်တော်တရားတွေလုပ်တယ်ဆိုလည်းဉာဏ်လည်းချက်ချင်းတော့ဖြစ်တာမဟုတ်ဘူးလုပ်တော့လုပ်ရတဲ့အကြောင်းနေဒါပေမဲ့ ်ဒေရီဆရာတော်ဖခင်ရဲ့ကျွန်တော်စာဖတ်ရင်းနဲ့ဘာတစ်ချက်ကကျွန်တော်ဟိုဉာဏ်တွေကိုပြတ်ဖြစ်စေတာလဲဆိုတော့ခံကြဟိုမာနပဲပြောပြောမခံခြင်းစိတ်ပဲပြောပြောပြောကြတယ်ဟာမင်းတို့ကတဲ့မင်းပပလေးမှာဘာကြည့်ကြည့်ပထဝီတွေကြီးပဲတဲ့ပထဝီမလို့ကြီးအဆိုင်ခဲရုပ်ပတုတွေရမင်းတို့ကကြောင်တောင်ကန်းနေတဲ့ ဒီဟာဒီကိုပထဝီလို့တောင်နှုတ်စိတ်ထဲမှာမပေါ်ဘူးတဲ့ဒီကြောင့်တောင်ကန်းနေတယ်ဆရာတော်ကြီးပြောပြောတယ်စဉ်းစားကြည့်ဟုတ်တာအကုန်လုံးပထဝီတွေကြီးပဲရောဝတ္ထုပစ္စည်းတွေကပထဝီမရှိဘဲနဲ့ဘယ်ဆိုင်ကဲတစ်ခုမှမရဘူးဒါတော့လည်းဒါကြီးကြည့်ပထဝီလို့ဘရောမှာမပေါ်ဘူးလို့စိတ်ထဲရတယ်ဟိုပထဝီဆိုလို့ရှိရင်မြေပုံမဲ့သွားတော့ပေါ်တယ်ငွေတော့ဆွဲရတယ်ပထဝီသင်ငန်းစားပဲ ဟုတ်တယ်လေဒါကိုပထဝီဆိုတဲ့ training အာသေဝနမရခဲ့ဘူးကျွန်တော်တို့စိတ်ထဲမှာမပေါ်ခဲ့ဘူးအဲဒါပေမဲ့မီးလေးရင်တော့လှည့်စစ်တက်လို့ဖြစ်ချင်းသိခဲ့အဆိုင်ခဲတစ်ခုရပြီဆိုရင်ပထဝီလို့ကြာကျွန်တော်ကမပေါ် coffee လေးတောက်ပါအောင်ဆိုရင်အခုတဖြည်းဖြည်းစီနာလို့တဖြည်းရဒါက training ကျွန်တော်ကသွားလို့ပြောချင်တာကဒီပထဝီကျတော့စိတ်ထဲကမပေါ်ဘူးရှင်အဲကျွန်တော်နည်းနည်းပြောပြအဲဒီဒီကတစ်ခုရတယ်ကျွန်တော်အဲ့ training တစ်ခုလိုနေအောင်ကျွန်တော်သွားတွေး တွေ့ရတယ်ပြောချင်တာတရားလုံကထိုင်နေဆိုတာကအဲ့ training ရရလာတဲ့အသည့်ကိုမှပွားတာပြောချင်တာကျွန်တော်တို့ကထိုင်မှုပြတော့ဒီ training တခုကအသည့်ကမရခဲ့ပြောချင်တာကျွန်တော်တို့ကဆရာတော်ကြီးကစာဖတ်လိုက်တာနဲ့သူကဒီအသည့်တခုကရပြီးသားဖြစ်နေသူကမြန်နေအဲ့ဒါကိုပဲကျွန်တော်ပွားယူလိုက်တာပြောချင်တာကျွန်တော်တို့ကစာဖတ်ယုံနဲ့အဲ့အသည့်ကမရအောင်ပြောချင်တာပြောချင်ပထဝီဆုံးနဲ့ဒီပထဝီကကျွန်တော်တို့ရောက်မသွားဘူး you know that patawi ba ba sao ye that sin tu eh patawi eh a ba ye yak sa galon me yak de ho ti yin ne ngin ye tin ga de patawi mie bon ni ba yak di draw with tu ye an lo patawi lo sait the ma ma paw ga yo jin na a na long twin na le a nei ga de bo no training me ya da a man training အဲ့တော့ဒီ training ကဘလို့ဘီပထဝီကိုပထမဆုံးကျွန်တော်၄ကျင့်၄ကျင့်နေပဲပြောပြောပါပြောပါလေ ထိမှမာတယ်လို့စသည်ကျွန်တော်ကမြင်ရင်အယောင်ကြားရင်အတန်တော့တအားကြီးများလွန်နေကျွန်တော်ကမနိုင်ဘူးကျွန်တော်အဲ့အရာတွေတွားတွင်ပြီးဆောင်းဝဲဖြည့်တဲ့အလုပ်နဲ့ကျွန်တော်ဘာမှမဖြစ်ဘူးသိတော်သေးတယ်ကျွန်တော်စအတိတာထိမှမာတာအဲပြောချင်တာထိမှမာတာပထဝီရလွဲပြီးဘာမှမမာဘူးအဲဒီလိုဒီလိုသူကဆုံးဖြတ်ချက်တစ်ခုကရတယ်မာတယ်ဆိုတာပထဝီပဲမာတာဥမာချမ်းသာစင်ရတာဆိုတာဝေဒနာပဲရတာချမ်းသာစင်ကျွန်တော်ပက်ဆံကိုတွားတွားစဉ်းစားတာချမ်းသာ မဟုတ်ဘူးချမ်းသာစရာပါပဲဝေဒနာဒီဝေဒနာမဲ့မင်းချမ်းသာစရာမင်းကိုမင်းကြည့်မင်းချမ်းသာတယ်ဆိုပက်ဆံမဟုတ်ဝေဒနာပြောကြတယ်ပက်ဆံအထောက်ပံ့မယ်ရာသူရုကောင်းတယ်ချမ်းသာတယ်မိတ်ဆွေကောင်းစုရမယ်ချမ်းသာတယ်ပြောကြတယ်စားတော့ကောင်းတဲ့တွေလည်းချမ်းသာတယ်အိတ်လုကောင်းရင်လည်းချမ်းသာတယ်ချမ်းသာဆိုမင်းခံစားမှုဝေဒနာပက်ဆံမဟုတ်ဘူးဒီလိုကိုကိုကို train လုပ်ရတယ်ပြောကြတယ်တခုမာတာလဲပထဝီကျွန်တော်ဘာလို့လောက်ပြန်လဲဆိုတော့လေးတာကိုဖျားဆွတ်တော့မှရင်ကျွန်တော်လေးတယ် လေးရင်ပထဝီကလွဲပြီးလေးတာဘာမှမရဘူးဒရဝတ္ထုဆိုတာပထဝီကအဓိကပဲပထဝီကလွဲပြီးဘာမှမလေးဘူးပထဝီပဲလေးတာကျွန်တော်အဲ့တော့မရင်လေးတာမရင်လေးတယ်ဆိုတော့အဲ့တမဒီလေးတာပထဝီကျန်တော့ကျွန်တော်မာရာမာရာပေါ့ပြောချင်တာကပထဝီပဲလေးတာလည်းပထဝီကလွဲပြီးဘာမှမရဘူးမာရာလည်းအဲ့တော့ဒီမာရာလေးတာတွေကိုပထဝီပထဝီပထဝီဟိုချင်းောင်းနဲ့အိတ်တွေဆွဲတယ် အဲ့ချင်းတော့အိတ်ကြီးမဟုတ်ပထဝီလေးနံဟုတ်ကချင်းတော့ကလေးတယ်ဂဲကလေးတယ်ဖြစ်နေလို့ဘာလေးတာပထဝီဆိုတော့လေးလေးတာကိုကျွန်တော်ရမယ်လေးတာနဲ့ပထဝီနဲ့တွဲရမယ်ပထဝီကတွဲပြီးတော့ဘာမှမလေးဘူးအဲပြောချင်တာပထဝီကလွဲပြီးတော့ဘာမှမမာဘူးဆိုတော့ဒီ training တခုလုံးနေကျွန်တော်တို့ကပြောချင်တာဒီဟာကိုအာသေဝနလို့ကျွန်တော်ကအဖွဲ့တွေနဲ့တွေ့ဘလို့လေးကျင်တာမုံနေအများကြီးတွေ့တယ်မုံဥမာစွန့်ကြွေးသွားရင်ဟင်းနေတိုင်းပဲ အာဟင်းနီကလည်းများလိုက်တာဟင်းနီကလည်းအများကြီးရဲ့သူတချို့ကမှဝမ်းသာသွားတာသူအများကြီးစားရမယ်လောဘနဲ့ပြောကျင်တာသူကလောဘကိုကျွေးတဲ့လူကလောဘဆောင်ကျွေးတာအဲ့တော့နာဟင်းနေများတာမဟုတ်စေဂျနာတွေများတာလို့ရတယ်အတော့ဒီဟင်းများတာဘယ်လိုပါများတာစေဂျနာတွေများတာဒီကောင်ကို train ပေးနေရတာကျွန်တော်တို့ကအဲ့ဒီမှာဘွားလေးကိုသူကရောက်လာပြီးဒါကိုမြင်တာစံလေးဖန်အထုတ်လို့တော့ဘာမှထွက်မလာဘူးကျွန်တော်ပါရမီရှင်လည်းမဟုတ်တရားတွေလည်းရသွားတယ်လည်းမဟုတ်ဘူး စိတ်လေးခဏလောက်ပဲငြိမ်းချမ်းတာပဲရှိတာပဲတမာရီအစွမ်းကဒီအတီးတစ်ခုကိုကျွန်တော်တို့ပါမသွားဘူးအတီးတစ်ခုကစိတ်ထဲမှာတည်မသွားဘူးပြောချင်တာဒီတမာရီအစွမ်းနဲ့ဒီအတီးကိုစိတ်ထဲမှာတည်အောင်လို့ training လုပ်နေရကျွန်တော်တို့ကပြောချင်တာအဲ့တော့ကျွန်တော်မာတိုင်းပထဝီမာတိုင်းပထဝီမာတိုင်းပထဝီလေးရင် ပထဝီလေးရင်ပထဝီပြောချင်တာဒီနောက်ခုပြောလို့နားလေတာအဲတင်ညာနားလေတာနောက်ကြဒီတင်ညာတခုကိုတိလိုက်တယ်ပြုလိုက်တယ်ဒါတင်ညာပဲဒါ ပန်းလို့ဒီလဲနှင်းစီပန်းလို့ဒီလဲဘုရားတိရတညာဒီလိုတွေကိုယ့်ကို train လုပ်ခဲ့ရတာတခုချင်းနေစလုပ်ခဲ့တာအများကြီးတော့မဟုတ်ပြောချင်တာအခုကကျွန်တော်အဲ့ training နေလုံးနေတယ်ပြောချင်တာဒီ training နေမလုပ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကမာရင်ပထဝီပဲလို့ဟိုကဖြစ်ပြက်တွေသွားလုပ်ချင်တယ်ကျွန်တော်တို့ကပြောချင်တာကလွန်သွားပြီပြောချင်တာကပထဝီတောင်ကောင်းကောင်းစိတ်ထဲမှာမပေါ်တယ်အဲ့တမအော်အဲ့မာရန်နေကြမှာ ဒရဝတ္ထုရရင်ပထဝီဆိုတာရှိတာပဲအဲ့တော့ပထဝီရှိမှလည်းဒီဒရဝတ္ထုဖြစ်တာသုံးတော့ဒီပထဝီဘက်ကိုစိတ်ကဘာကြည့်ကြည့်ပထဝီတွေပါလားဆိုဒီလိုတွေစမြင်လာတာကိုပြောပြတာကိုကိုကိုတမာရီအားနဲ့ဒီပညာကိုထည့်နိုင်မှကိုထဲမှာပေါ်လွင်လာတာစိတ်ထဲမှာကပေါ်လွင်မှကိုစိတ်ပေါ်တိုင်းကဓာရီပထဝီတွေဖြစ်နေပါလားဆိုတာအဲ့တော့ training လို့တယ်အဲ့တော့မာတာလဲထိမှပါတာမထိရင်မမာတော့ဘူးဆိုတော့ လေးလေဒီခြေကြီးကိုလေကားပေါ်တက်တယ်ကျွန်တော်အဲ့ဒါကိုလည်းဘာလို့ပါကိုယ်ကို train လုပ်ရပြန်ရောကျန်တဲ့ချိန်မေ့ချိန်မေ့မယ်လေရန်လေးတွေပြုရင်ကျွန်တော်ထိလိုက်တာထိလိုက်တယ်မာတာတွေ့ပြီကျန်တာလေရန်ကိုကြီးလို့ဆိုရင်မာတာလည်းလည်းမြဲလားမမြဲဘူးတော့ကြာတော့တပြည့်ပြီပေါ့လားလေကားတက်လို့ချင်းခြေအောင်ကျန်တဲ့အပေါ်တွန်းတွန်းတင်တယ်အပေါ်တွန်းတက်တယ်တွန်းတင်တာဝါရောဘာလို့တွန်းတာပထဝီကိုတွန်းတက်တယ်ဆိုတော့ကျန်တာမေ့ချိန်မေ့အဲ့နာရောက်ရင်တော့အဲ့ဒါမရအောင် train လုပ်ထားတာကိုကိုကို ကျွန်တော်တို့အဲ့ training လေးလုံးနေပြောချင်တာအဲ့ကျွန်တော်တို့အဲ့တော့ရိတ်တာလုံးနေအဲ့ training တခုဒါတွေလုတ်ထားအဲ့နာရောင်အဲ့ဟာလုတ်အဲ့နာရောင်အဲ့ဟာလုတ်သူကအဲ့နာစိုင်းမိုတွေကတ်ထားအဲ့နာရောင်ညာလုတ်တော့တော့ပြဟိုနာရောင်အဲ့ဟာလုတ်သူ့ကိုဒီလို training ဆိုတာအဲ့လိုတွေလုတ်ရတယ်ကျွန်တော်တို့ကပြောချင်တာအဲ့စိုင်းမိုတွေနဲ့တော့သူမလုတ်လို့မရဘူးဒါမြင်ပြည့်ကြလဲကျွန်တော်ကဒါကိုလုတ်ကိုလုတ်ရမယ် အဲ့ဒါလုံးမလို့တော့ဘာလို့ကြည့်မှာ CCTV နဲ့ကြည့်မှာအာလာပါမအာမင်းကတော့ခုခစ်ကအကုန်ရနေပြောနေတာနော်အဲဒီလိုလေ CCTV နဲ့ကြည့်ပြော AI ကိုအမှတ်ပေးခိုင်းတာမလို့ဘူးကျွန်တော်တို့ကအဲ AI ကတော့တော်တော်အမှတ်ပေးနေမှာသူကကြည့်ပြီးတော့အမလီဒီခစ်ကအကုန်လုံးလို့ရတော့ကျွန်တော်တို့ကပြောနေတာနော်ရိတ်တာလဲ AI အုပ်ချုပ်ခိုင်းတာလို့ရတယ်သူကသူကလည်းသူ CCTV တက်ပြီးတော့အကုန်လုံးကတော့လူမလို့တော့ နော်အာနော် AI ဝိပဿနာရာလို့ရတာအကုန်လုံးလို့ရတယ်ဒါကြအဲ့တော့ဘာပြောချင်တာလဲဆိုတော့တခုတခုကိုသိဖို့ကကျွန်တော်ဘာလို့ကျွန်တော် training လို့တယ် training ကလည်းကိုယ့်ကိုစနစ်တိဆောက်ထားရမယ်အဲ့ဒီတိဆောက်ထားတဲ့အချိန်ကိုယ်ကလိုက်ပြောလေ့ကျင့်ရမယ်ပေါ့နော်ဟုတ်ပါโอเคကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဒုတိယမိကွန်းမှာဆရာကြီးရှင် လောဘကိုစေတနာနဲ့စွန့်မှာဒေါသကိုမေတ္တာနဲ့စွန့်မှာမောဟကိုသတိနဲ့စွန့်မှာဆိုပြီးသိရပါတယ်ရှင် စေတနာနဲ့လောဘကိုစွန့်ရင် grow ရတယ်ဆိုတာကိုပြန်လဲရှင်းပြပေးပါရန် တောင်းပန်ပါသည်ရှင်ကျွန်တော်အလုပ်တွေလုပ်တယ်ဆိုအလုပ်လုပ်မှ grow ရတာပေါ့ပြောချက်တာကျွန်တော်ကအလုပ်ကဘာနဲ့ပဲလုပ်တယ်ဆိုအဓိကကာယကံဝစီကံမနောကံဒီနှစ်ခုလုပ်တာပဲလောကသွားကြည့်ပြောချက်တာစိတ်နဲ့တွေးတယ်ပြမတော့ ကိုဘာလို့ချင်တယ်ဆိုတွေးရတယ်တွေးမှအဲ့ဒါကိုအကောင့်ထဲပေါ်ဖို့ဆိုတာပြောရဆိုရသေးရညှိနှိုင်းရသေးတာဒီကျမအရှင်တကူကတကယ်အကောင့်ထဲပေါ်ဒါရကန်တည်းနဲ့လို့ရတာဆိုတော့ဒါစေချနာလေးစေနာလေးနဲ့မှ group ရတာပြောချင်တာတရားအထုတ်မယ်ဆိုလည်းဘယ်သူကတိုက်တော့မှစေနာတိုက်တော့မှအထုတ်တာစေနာမတိုက်တော့အမတော့ဘူးပြောချင်တာစားတာလည်းဘယ်သူကတိုက်တော့စေနာတဲ့တမအစားအစားမှလူက group ရတာအဲ့တော့ရုပ်အာဟာရနာအာဟာရပေါ့နော် group သူအာဟာရအတိက ဒါကိုလည်းဘယ်လိုလုပ်လဲစေနာလောက်တာပေါ့နော်ကျွန်တော်ကစေနာမတိုက်တော့မနဲ့ဘယ်သူမှ action တခုမဖြစ်ဘူး action တခုမရှိဘဲနဲ့ဘယ်မှ growth ကိုမရအောင်ပြောချင်တာဒါမှမဟုတ်ဒီစေနာဆိုတဲ့ဟာတခုကဘာလို့ဖြစ်စေ growth ကိုလူကကိုယ့်ကို comfort zone ကတော့ ease နေတော့မှတော့စေနာကမတိုက်တော့ဘူးပြောချင်တာကျွန်တော်က ease စစ်ဘယ်တော့မှမနေရဘူးဘာဖြစ်လို့လဲတော့ ease နေတာဟုတ်ကျွန်တော်ပြင်းစရာလို့ထင် growth မရ growth ရတာ life က growth နဲ့သွားတာပြောချင်တာ growth ကမျိုးတွေရ physical growth mental growth ရှိတယ်။နောက်တော့ physical growth က ਉਹ ရာတောင်မှကျွန်တော်တို့က ਉਹ ချင်းကိုဒီ growth နဲ့ပဲထိန်းသွင်းသွားအောင်ကိုကိုဒီကဒီအတိုင်း exercise တွေနဲ့ပေါ့နော်။ဒီအတိုင်းလောက်အောင် muscle exercise တွေလောက်အောင်။ mental growth ကတော့ကျွန်တော်အမြင်နဲ့ရပြောချင်တယ်။အဲ့တော့ growth ရဖို့ကစိတ်က ready ဖြစ်နေမှာ alert ဖြစ်နေရ။ကျွန်တော်ကခုကကိုကိုကို alert မဖြစ်သေးဘူး။လက်စစ်လိုပဲ cloud ဖွင့်လင်းနေရမှာပြည်ရင်လက်စစ်ဆိုတာအမြဲတမ်း ready ဖြစ်နေရမှာ ပြောကျင်တယ်ဒီနောက်ကလေကိုကိုကိုဒီသတိဥဒိယတမာရီတွေပညာတွေနဲ့ ready ဖြစ်နေရပြောကျင်တာဒီနောက်အခုအမှပြောလိုက်မှစဉ်းစားကနေရအောင်မယ်ဆိုဘာ ready မှမဖြစ်တော့အဲ့ growth တမရတော့တော့နောက်ကျသွားပြောကျင်တာ growth ကစဉ်းနေမဖြစ်ဘူးဖြစ်နေကျွန်တော်တို့ကပြောကျင်တာအဲ့တော့လောကမှာတချို့တွေအားလုံးအတူတူပါပဲ emptiness ဆိုဘာမှမရှိဘူးပြောကျင်တယ် emptiness fullness ကလည်းပြည့်ဘူး fullness ဖြစ်တာ တော့ emptiness တဲ့ဖြစ်လဲ emptiness ဆိုဘာမှမရှိရင်ကြိုက်လားမကြိုက်ဘူးလားဘာမှမရှိဘူး emptiness ကြိုက်လားမကြိုက်ဘူးလားဘာကိုကြိုက်တာပြည့်နေမှကြိုက်တာ fullest အဲ့လိုတင်တယ်အဲ့တော့ကျွန်တော်တို့အခုကဘာတွေပြင်တာကိလေသာတွေပြင်ပြဿနာ emptiness ကိလေသာတွေမရှိတာအဲ့လိုကိုစဉ်းစားတဲ့အလေးချင်းမရှိဘူးကျွမ်းနာကိလေသာတွေမရှိရင်တိလတ်တမာတွေပညာတွေတော့ fullest ဖြစ်တယ် emptiness နဲ့ fullest ကလိုချိတ်တယ်သူက သူကသူက emptiness တကူ fullness ကတကူအဲ့လိုစဉ်းစားတယ်ကျွန်တော်မဟုတ်ကိလေသာ emptiness ပဲတဲ့ပညာ fullness ပြန်အဲ့နှစ်ခုကအတူတူပဲ emptiness နဲ့ fullness ကပြောချင်တာကဒါဒါကို dimension ပဲပြောချင်တာအပူအေးနှစ်ခုမရှိကျွန်တော်တကူတယ်ပဲအပူရော့သွားတာပဲအေးပဲအပူတကူပဲရှိတယ်ပြောချင်တာစင်ရဲချမ်းသာနှစ်ခုမရှိစင်ရဲတကူပဲစင်ရဲသက်သာသွားတာပဲချမ်းသာတယ်ဒါပဲရှိရစင်ရဲကုန်ရင်ချမ်းသာပြည့်စုံရတာစင်ရဲကုန်တာဆိုစင်ရဲက emptiness ပဲချမ်းသာအပြည့်ရ fullness ရတာပြောချင်တာက မြင်လားသူ emptiness နဲ့ fullness ဆို emptiness ဆိုမကြိုက်ဘူး fullness ဆိုကြိုက်တယ်မကြိုက်တာဒေါသကြိုက်တာလောဘ what's the middle way ပဲပြောက်တယ်ကိုကျွန်တော် middle way ဒါကနောက်ကလုံးက discriminate လုပ်မတာနောက်ကလုံးကပွားကလုံးကလူလဲဦးချီဘူးလားအဲဘာလုပ်တာလဲဦးချီတာဆိုဘာလုပ်တာတော့နော်ညသိတာအော်ဖျားမကြောက်ဘူးပေါ့ ဘုရားဘာသာတော့ဖျားကြတော့တာပေါ့နော်သူမြိုင်နဲ့တွေ့နေတာအဲ့တော့ greeting ကနှုတ်ဆက်တာဒါအဲ့တော့ tradition တွေပေါ့ဟိုကတော့ဘုရားရှင်လှုပ်နေချင်းပေါ့နော်ဘာလို့လှုပ်ချင်တာဘာလို့လှုပ်ချင်မှမသိဘူးအကြာဘူးတွေပဲဖြစ်နေမှာကြာဦးတွေကအဲ့ဒါဒါတော့သူ့အမြင်ပေါ့ကျွန်တော်ဘာမြင်လဲတော့မြတ်စွာဘုရားပွင့်တယ်အဓိကတော့မြတ်တဲ့ဝေးပဲမျက်စိမှာပြိပရာအစွန်လွတ်တဲ့ဉာဏ်မြင် နောက်အစွန်းလွတ်တဲ့ဉာဏ်အမြင်ဓမ္မဆက်ကြမှာလည်းပါပြီးတော့မက္ကင်ရှိပါတိလသမารိပညာအစွန်းလွတ်တယ်အဲ့တော့မဉ္ဉံဖူဉ္ဉံတို့လည်းအရှုကံနဲ့အရှုဉ္ဉံလည်းအစွန်းတော့ပါပဲမဉ္ဉံဖူဉ္ဉံတို့အဲ့အရှုကံအရှုဉ္ဉံကဒီလိုမျက်မှောက်ပြုတယ်ဆိုတာအဲ့နှစ်ခုကတသားလေးဖြစ်သွားတာနော်အဲ့ဒါအစွန်းတော့ပါလိလက်လက်ဥချီရတယ်လည်းအစွန်းတော့ပါလွတ်တာအဲ့အဓိပ္ပာယ်လို့ကျွန်တော်ဆက်လို့ခံစားလိုက်ရတယ်ပေါ့မျက်မှောက်ပြုတယ်ပြောချင်တာအဲ့တော့အစွန်းတော့ပါလွတ်တဲ့အမြင်တစ်ခု နှစ်နှစ်ဖက်မှုတော့တခုလည်းဖြစ်သွားတယ်ဟမ်ရွေးတင်တယ်လောကမှာတော့ပူပေါင်းဆောင်ရတယ်ပေါ့နော်လောကကြီးရတာညင်ညွတ်မြတ်တာဆုံးတော့အဲဒီဟာလေးကလည်းကိုယ့်ရဲ့ခံစားချက်ကိုနော်ဘာလို့လို့ပညာတိုင်မင်းရှင်းနဲ့ကြည့်တတ်လာတာပေါ့နော်ကိုကစဉ်းစားတာညတော့တတ်တာနဲ့ပေါ့ယိုသေးတဲ့ချက်ကိုတော်ပြုနေတာတတ်တာတတ်တဲ့အယိုသေးသေးတယ်ပေါ့နော်ဒီနေ့လည်းကျွန်တော်ကအများတန်းလက်ကမချီဘူးလေဒီလိုပဲနေလေရောက်နေတာအဲအဲ့တော့လက်ပိုက်တောင်မှဒီလိုပိုက်ကြတယ် ဒီလိုလှုပ်ဖွယ်တော်တော်ခက်တယ်လှုပ်လှုပ်တာအဲရွက်တယ်ဟဲ့ဆက်တော့ကမှမျက်မှောက်ပြည့်တယ်ဒီကနေ့လူမျက်နှာချင်းဆိုင်မှာဒီလိုကက်တယ်ဒါမျက်မှောက်ပြည့်တယ်ရဲတယ်ဟာနိဗ္ဗာန်နဲ့မဲ့ညာတယ်ဒီလိုမျက်မှောက်ပြည့်တယ်ဒီလိုတသားလေးဖြစ်သွားတာအစွန်းတပါလက်သွားတယ်နော်ဆိုတော့အဲ့အလေးတောင်စဉ်းစားဘူးတယ်ပေါ့နော်စိတ်ထဲမှာလောကီတာဆိုတော့ကွာဟောမြစ်စမပရိပအမြင်နဲ့မျက်စွာပြောင်းပူဇော်မှာအာကိုယ်ကအဲ့တော့ evidence နဲ့ fullness ကခွဲမနေနဲ့ တသားတယ်ဖြစ်သွားပြီတဲ့နော်ဥပ္ပါဒ်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်တတိယမိခွန်းမှာဆရာရှင်တရားထိုင်တဲ့အခါမင်းလေးထွက်လေကို ရှုမှတ်ပြီးအတွေးတွေ silent ဖြစ်ပြီးတမာရီရပါတယ်ခန္ဓာကိုယ်ကြည့်တဲ့အခါလေလေး တိုက်လာတယ်ခန္ဓာကိုယ်ကအေးတဲ့ sensation ကိုရပါတယ်တိုက်တာကလေအေးတာကိုတိတာကနံ ပြီးတော့ပြတ်သွားတာကအိဆာအဲ့လိုလေးမှတ်တာမှန်ပါသလားခင်ဗျာရှင်နမတေကဟဲ့ဒါဘေးလေးမေးခွန်းကောင်းပါတယ်နမတေကအဲဒါတော့မှန်ပါတယ်မှန်ပါတယ်သူကကိုယ်တကယ်ခန္ဓာမှားတယ်မှန်တယ်သူကမရှိဘူးဒီမှာမှားတယ်မှန်တယ်သူကမရှိဘူးတကယ်အရှိတရားတွေကိုသိသွားတာပဲအဲမှားတယ်လည်းမဟုတ်ဘူးမေ့လင်းတာကိုလင်းတဲ့အတိုင်းသိတာမှားတယ်လည်းမဟုတ်ဘူးလင်းနိုင်ရမှားတယ်လည်းမဟုတ်ဘူးပေါ့အမှန်အမှန်လည်းမဟုတ်ဘူးညမှောင်တာမှားတယ်လည်းမဟုတ်ဘူး ှန်တယ်လည်းမဟုတ်ကျွန်တော်ကဒီမှားတယ်မှန်တယ်ဟိုကအစွန်းတမဖြစ်ကျွန်တော်မှားတယ်မှန်တယ်လို့မစင်သာဘူးဘယ်တော့မှအခုနေနေဤဘူတာပဲအဲ့ဒါမှားတယ်လည်းမဟုတ်ဘူးမှန်တယ်လည်းမဟုတ်ဘူးညမောင်းတာပဲမိုးရွာတာမှားတယ်လည်းမဟုတ်ဘူးအဲ့လိုဘာလို့မစင်သာလဲအဲ့တော့ကျွန်တော်ဘာလို့မှားတာမှန်တယ်အဲ့ဒါလောကသတ်မှတ်ထားတဲ့ဘောင်တွေကိုရအောင်အမှားမှန်စဉ်းစားတာက limitation တစ်ခုဖြစ်နေပြောချင်တာဒါပေမဲ့အမှားမှန်စဉ်းစားတဲ့ဆိုကို limitation တစ်ခုဖြစ်နေရလို့ မသိဘူးကျင်တာရောကျင်တာအကြောင်းနဲ့အဲ့တော့မှားတယ်နဲ့မှန်တယ်တော့အမှားလို့ကျင်လားအမှန်လို့ကျင်လားအဲဘရောမပြားရတာအမှားမကြိုက်တာဒေါသအမှန်လို့ကျင်တာလောဘဒီသေးပဲဖြစ်နေတာဘရောမအမှားမှန်ကင်းသွားတာနဲ့အဲလောဘဒေါသငြိမ်းတာပဲအဲတရားဒါပဲလေဟိုတရားတွေကိုဘလို့စဉ်းစားနေမှန်းကိုကျွန်တော်မသိဘူးရပါဘုရားကျေးဇူးကဘုရားကျေးဇူးတရားကြီးအဲမစ္စတာဝေးကိုအဲ့ရောက်မြင်မှာအဲ့တော့ပွားရမှာဘာကြလား အဲ့ဒါကြီးကကို့ပါရမီကောင်းရင်တော့ကိုကမြင်မှာပေါ့ပါရမီမကောင်းတဲ့လူကအဲ့ဒါမမြင်တော့သေးတာသွားတယ်အားထုတ်ရင်လည်းဒီအတွေးခေါ်ပဲဖြစ်နေဒီမျက်စိမှပြိပ္ပံဆိုပညာကိုသဘောကိုမပေါ့ဒါတော့ပြောချင်တယ်ကအဲ့ဒါပညာ level ရောက်မှဒီကောင်ကြော်သွားတာတမာရီ level မှာကအမှန်မှန်နေရှိနေတုံးပဲကျွန်တော်ကမဒီလိုတွေဖြစ်နေလို့ပြောချင်တယ်တရားကိုကျွန်တော်ကနားရည်နဲ့ဝအောင်သင်ရတယ်နားရည်ပေါ်လို့ရချင်းချင်းကြီးနားမလဲဘူး င်တော့အမှန်မှန်ပြောလေမြစ္စည်းမပြိပတာဘာလဲဆိုတာကျွန်တော်ကအဲ့တော့အမှားလည်းမရှိဘူးအမှန်လည်းမရှိဘူးအဲ့လိုတော့မရဘူးကျွန်တော်အဲ့ညမှာပြောတယ်လင်းတာမှားတာလည်းမဟုတ်ဘူးမှန်တာလည်းမဟုတ်ဘူးမှောင်တာမှားတာလည်းမဟုတ်ဘူးအတူအဲ့ညမှာနည်းနည်းစဉ်းစားတယ်တဘာဝ dimension ပြန်ကြည့်တယ်တဘာဝဆိုတာ universal dimension ကြည့်တာမှားတာမှန်တာ personal dimension ကြည့်ကျွန်တော်တို့ကပြောချင်တာဒီ dimension တွေကိုကျွန်တော်မကြွမ်းကျင်သေးဘူးမကြွမ်းကျင်သေးရဲဆိုတာအကြမ်းနေနေတယ် အကျန်းလဲနေတယ်နောက်တစ်ခါလဲကျွန်တော်အဲ့ဒါကို training program တွေနဲ့ကြမှာသူကဒီထက်ကိုရောက်သွားမှာရပြောချင်တာ training program လိုနေပြန်ပြီဒီကောင်းလေးကိုပြောချင်တာအဲ့ training program တွေရန်တမအဲ့ဒါကိုဘာလို့ပွားရမှာကျွန်တော်ကဒီကောင်းကိုထဲမှာတီးအောင် power တင်ပြော့ပွားတာအဲ့ဒီလိုသွားမှာเนาะပြောချင်တာဒါကြောင့်လို့ကို့မှာဖြစ်တာပေါ့เนาะငါနေကဒီတန်လေးကြာတော့ဝင်လေထွက်လေလေးအောင်မင်းကိုအတွေးတွေပါပြတယ် silence ဖြစ်တာ အတွေ့ silence ဖြစ်တာဒါကောင်းတာပြောချင်တာလူတွေ noise တွေကမကောင်းဘူးနောက်တစ်ခါအေးဟိုကအေးရာလာလာပူရာလာလာသူကသူလာချင်တာလားဟိုကအဲ့မနှောကပါပြဥပ္ပခါဖြစ်သွားတယ် stillness ရတယ်ပြောချင်တာသူကသူဘာမှကိုယ်ကိုမထိခိုက်တော့သူကသူလာချင်တာလားကိုကမလှုပ်တော့ stillness ငြိမ်သက်သွားတယ်အခုကမငြိမ်သက်ဘူးသူက react တွေပြန်ပြန်လုပ်နေလို့ပြောချင်တာကသူကသူကလေးနဲ့သူတော့ still ဟိုက silence ဖြစ်ပြီ အပြင်ကအနောက်ရှက်လက်လိုက်လိုက်ရောအဲ့ဒီ silence ဆာပြက်သွားပြီး react ပြန်လုပ်ပြန်တာကျွန်တော်ကဘာလို့ကွာ stillness တွေမြင်ရလို့ဖြစ်နေကိုယ်စိတ်ထဲမှာ stillness တွေပါပါလေးရရင်အဲ react တွေပြန်မလုပ်တော့ reaction တွေမရှိတော့ဘူးအဲ့တော့မှ reaction မလုပ်နိုင်ဘူး stillness ဆာဆာရအဲ့တော့ကျွန်တော်တို့ကပြန်ပြော response လုပ်ဖို့လိုတယ်ပြောကြည့်တာ response က power ရှိပါ response strength ရှိမှရတယ်သူများကို response လုပ်တယ်ဆိုတာ strength ရှိရင်မင်းက response မလုပ်နိုင်ဘူး ဲ့တော့မှဒီ stillness ကနေ restraint ဖို့ကပညာတစ်ခုလိုလာတယ်နော်အဲ့ဒါအဲ့တော့မှပညာလည်းကုသိုလ်ဖြစ်ရလုံးအကုသိုလ်ဖြစ်မလုံးနဲ့ပြောချင်တာလောဘစွန့်ဒေါသစွန့်မောဟစွန့်နိုင်နဲ့လုံးပြောချင်တာခုနလိုပဲတစ်ခုလေးတွေအကြောင်းတိုက်ဆိုင်ဖြစ်တဲ့အကြောင်းကြီးရင်ချက်တယ် impermanence ဆိုတာအဲ့ဒါတော့အဲ့ဒါတော့သတိဖြစ်သွားတယ်ပြောချင်တာသတိလေးဖြစ်သွားတဲ့အတွက်အဲ့လိုအနေနဲ့ပတ်တော့ငါငါဥစ္စာဆိုရတကူဖြစ်တော့ဖြစ်တဲ့အခါကျမှအဲ့တော့မှသူများပေါ်မြစ်တာလေ ငါငါဥစ္စာဆိုရင်သူခွဲကြမှာငါလူကြတမျိုးငါနဲ့မဆိုင်တော့ငါဝေမကောင်းတာလို့ရင်သူတမျိုးထားအောင်မှာမေတ္တာမထားနိုင်သေးဘူးအဲ့ကျမှဒီသတိလေးရှိသွားပြီမေတ္တာလေးနဲ့အားလုံးပေါ်ညီညွတ်ညွတ်ညွတ်လှုပ်ပေးတာစေနာအားလုံးမေတ္တာထားတာအားလုံးပေါ်တညီတညူလဲထားတာဟာမေတ္တာအားလုံးပေါ်မြတ်မြတ်တရားထားအဲ့ကျမှမျက်နာလိုက်တယ်မရှိတော့ခွဲကြတာလဲမရှိတော့စေနိုင်နဲ့လှုပ်တော့ဒီလူမအောင်မြင်မဲ့နေပါတော့မချမ်းသာပဲနေပါမလားပြောကြည့်တာဘာလို့ကျင်တယ်ဒါပဲတရားဆိုတာ ဒါပေမဲ့ကျွန်တော်တို့ကဒီ silence with the stillness with the strength တွေရတယ်ဆိုတာကဒီပညာနဲ့ strength ရတာနော်ပညာလဲသတိနဲ့ခဏလို့ဝေအာယုံကောင်းနေတဲ့တွေ့တဲ့ဝိညာဒုက္ခဝိညာလေးပေါ်တဲ့ဒါလေးချုပ်သွားတယ်ဆိုတော့တော့ရင်ကိုယ်ကိုပေါ်ရင်ဒုက္ခဝိညာပေါ်တဲ့လူကြတစ်မျိုးစဉ်းစားမယ်ကိုယ်ကိုဒုက္ခပြည့်တဲ့လူကြတစ်မျိုးစဉ်းစားတော့ ဒီအမှန်တိုင်းဒီဒုက္ခလည်းပေါ်ပြီးချုံပါပဲဒုက္ခလည်းပေါ်ပြီးချုံပါပဲဆိုတော့ကျွန်တော်ကဘာဖြစ်သွားတော့အဲ့ဒီအပေါ်မှာမေတ္တာတွေအကုန်အတူတူထားနိုင်တယ်အတူတူလို့မြင်သွားမှမေတ္တာထားလို့ရတာပြောချင်တာအဲ့ဒီမေတ္တာထားနိုင်မှာအားလုံးပေါ်အားလုံးစေတနာနဲ့အကုန်လှုပ်ပေးတာပေါ့နော်အဲ့တော့မကောင်းမဲ့နေပါမလားဒီလူကပြောချင်တာနော်ဟုတ်ပါဘူးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်နောက်ဆုံးမိကောမှာဆရာရှင် ကျမတရားထိုင်စဉ်တမာတိရပြီ ိုအချိန်မှာငြိမ်းနေပါတယ်။အတွေးများလည်းမရှိပါ။ညီကဲ့သို့ဆက်လက်စင်ကျင်ရပါမည်နီးရှင်။နံပါတ်၁ကနံပါတ်၁ကပထမဆုံးတော့တရားလေးမှန်လို့ငြိမ်းသွားမှာ။ silence လေးရမယ်။ silence ကိုကျွန်တော်ထိန်းထားတတ်ဖို့လိုတယ်။ဝရိယလေးနဲ့တင်ရမယ်။ဝရိယတင်တတ်ဖို့လိုတယ်။ကျွန်တော်ဝရိယလေးတင်နိုင်လေးတင်ပေးမှရတာပေါ့နော်။ဝရိယလေးတင်ရတယ်။ mind power လေးတင်ရတယ်။တင်ရတယ်။အားလေးထည့်ရတယ်ပြောချင်တာ။အဲ့လေတင်သူက အားရှိသွားရင်သူကတည်တည်ငြိမ်ငြိမ် stillness တူစရရသူကတမာရီ level တခုတော့ရတယ်ပြောချင်တာပညာ level strength တော့ကျွန်တော်ကပညာဒီပညာတဲ့ပညာဆိုရုံဉာဏ်လေးတွေသင်ပေးရတာပေါ့ပြောချင်တာဟုတ်လားရုံဉာဏ်လေးတွေသင်ပေးပဲဒီရုံဉာဏ်နေရအကြောင်းတိုက်ဆိုင်ဖြစ်တယ်အကြောင်းကိုချုပ်တယ်ဆိုတဲ့ဒီသတိပဋ္ဌာန်ဝင်လိုက်တာ ਨੇ ဒီပုံမှာကျွန်တော်ကကောင်းတာဆိုတာတွေမခွဲကြတော့အားလုံးပေါ့အတူတူမေတ္တာထားနိုင်တာတယ်ပြောချင်တာအားလုံးကလည်းဒါတွေကရုံနဲ့ကျွန်တော်သိသွားတာကဘာလဲခန္ဓာရည်တွေလည်းဆင်းရဲတယ် ဒါလို့သိတော့ဘာလို့ခန္ဓာရတဲ့လူတွေကဘာလို့စဉ်းရဲလဲဆိုတော့စာပြောတာမဟုတ်ဘူးခုကစာဖြစ်နေလို့ကျွန်တော်တို့ခန္ဓာရတယ်မနဲ့ဆိုရင်မျက်နာတိတ်ပြရတယ်သွားတိုက်ပြရတယ်အဲ့ဒါသွားတိုက်ပြရတော့ခုခန္ဓာကြီးစဉ်းရဲလို့ပြုတ်ပြင်းနေရလို့မထည့်ဘူးကော်ဖီတိုက်တယ်လေဒီခန္ဓာဖောက်ပြန်နှိမ့်ဆက်လို့သူ့ကိုကျွေးပြရတယ်ရေချိုးပြရတယ်အိမ်သာတက်ပြရတယ်ထိုင်ပြရတယ်လျှောက်ပြရတယ်သူနှိမ့်ဆက်တိုင်းပါလို့တက်တာအောင်ပဲလုပ်နေရတာကျွန်တော်တို့လုပ်တိုင်းကဒီခန္ဓာကြီးကိုစဉ်းရဲလို့တက်တာအောင်ပဲလုပ်ရတယ်ဒီဟာကြီးကကျွန်တော်တို့မှမြင်နေတယ်ပြောချင်တာက ပြောကြည့်နော်ဒီခန္ဓာကြီးကိုပဲနှိပ်ပြန်ပြရတဲ့အကုန်လှုပ်ပေးနေရတာဘာလို့ဒီခန္ဓာစင်ရင်ကြီးကိုတက်တာအောင်ပဲတို့ဘွားတစ်ခုအကုန်လှုပ်နေရှားနာဖွေတာဆိုလိုက်ဒီခန္ဓာစင်ရင်တက်တာဖို့အတွက်ရှားဖွေရတာဒါပေမဲ့ဒီခန္ဓာစင်ရင်တက်တာဖို့အတွက်ရှားဖွေရတယ်လို့ရှားဖွေရရင်ဒီခန္ဓာကြီးကိုကျွန်တော်ကနှိပ်ဆက်ခံပြန်အောင်ပြင်ပခံနေရအောင်အဲမမြင်နိုင်တာပြောတာလဲနေတာကျွန်တော်တို့ကဒီခန္ဓာနှိပ်ဆက်တွေ့တဲ့တက်တာဖို့တွေရှားဖွေတာအခုရှားဖွေနေဒီခန္ဓာကိုကျွန်တော်ကမအိပ်နိုင်မဆားနိုင်လုပ်နေရတယ်ပြန်ပြောတယ်စင်ရင် တော်တော်ခက်တယ်ကျွန်တော်ပြောချင်တယ်ကသူကခန္ဓာမြင်တာမဟုတ်ပက်ဆံပဲမြင်တာသူရှိရလဲပက်ဆံရှိမှချမ်းသာမယ်လို့သူကတွဲပြန်ရောပြဿနာစိုက်ကလဲနေတာအဲ့ဒါကြီးလက်သေးချမမြင်ဘူးပြောချင်တာကသူကသဘောရှင်းမထုံနိုင်ဘူးပေါ့နော်ကိုယ်အတွေးခေါ်ကအဲ့ဒီဟိုစမြင်လာတာပေါ့ပြောချင်တယ်မြင်တာတော့ဒီခန္ဓာစင်းရတာတက်တာအောင်ပဲမြင်လှုပ်ပေးနေရတာအဲ့ဒီကအဲ့တော့တော့မှဒီစင်းရတဲ့အပေါ်လဲတည်ရဒီခန္ဓာအကြောင်းကလဲအာယုန်နဲ့လဲကောင်းတာလဲ ဖြစ်ပြီးပြက်တာပဲစိုးရံလည်းဖြစ်ပြီးပြက်တာဘာမှဆွဲလန်းစရာမရှိဘူးကလည်းဆွဲလန်းတဲ့ဒီဘက်ကဖြုတ်ထားတယ်ဟဲ့နာအားလုံးလည်းဒီခန္ဓာရတဲ့နေရာဆင်းရဲတယ်လို့သူအားလုံးပေါ်မြစ်တာထားနိုင်သွားပြီသူကပြောချင်တယ်နာအားလုံးကိုပျော်စေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ပေါ့နော်အဲ့ဒီအတွက်ကိုယ့်ရဲ့စေချနာလေးနဲ့ကိုယ်စွမ်းနိုင်သလောက်100%လုပ်ပေးတာစွမ်းနိုင်လို့ reserve မထားဘူးကိုပြောပြတာအခုက reserve တွေထားနေကြတယ်ကျွန်တော်ကပြောချင်တယ်နာ reserve ထားတဲ့သူဘာလို့မရသူက group ကမရပြန် reserve ထားတဲ့တွေပြောချင်တာကသူ့အကျိုးတွေလည်း group လည်းမရဘူး ဒီရည်တင်ပေးအောင်နော်နားလည်ပေးရဲ့ကိုယ့်ရဲ့ဆရာသမားကျေးဇူးကိုယ့်ရဲ့ဆရာကျေးဇူးလည်းသူအပြည့်မဆက်နိုင်ပြောချင်တာအဲ့တော့သူတဲမှာမရှိလားရှိရဲ့လေပြောချင်တာအဲ့ဒါ100%သူမလုံနိုင်တဲ့အတွက် growth လည်းမရဘူးပေါ့ growth မြတ်တဲ့ happiness လည်းတကယ်မခံစားရပြောချင်တာအဲ့ဒါတွေကိုဘာလို့မရှိအောင်နောက်ဆုံးတော့ဒီသတိနဲ့တေချာမတုံ့တက်မဆုံးဖြတ်နိုင်တာပေါ့နော်ဒါပါပဲတရားကဟုတ်ပါဘူး မေကွန်များကိုဖြစ်ချပေးပါသောဆရာကြီးအားကျေးဇူးထူးတင်ရှိပါတယ်ရှင်။မေကွန်မေးပေးတဲ့လူတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်။လူရှင်စင်းများကိုဖတ်ကြားမှာဖြစ်ပါတယ်။ဓမ္မလန်းအထွေထွေအတွက်လူမျိုး